ချဲသီးဖန်ပါတယ်မိနေရယူနဲ့ပွဲကျွန်တော်အသိနိုင်မယ်ထင်တာအဲ့အခုကျွန်တော်တော့နိုင်မယ်လို့ထင်တယ်ဒါနဲ့နည်းတော့ဖြေပြလိုက်ပါဦးယူနဲ့ပွဲကဟိုပြောတော့ခက်တယ်ဗျနယူကဆယ်ကွင်းကဟိုတော်တော်ခက်ခဲတယ်ခက်ခဲတယ်ဆိုတော့ကျွန်တော်ဟိုပွဲစဉ်တိုင်းပွဲစဉ်တိုင်းပေါ့နော်ကျွန်တော်ဒီချက်စီကွင်းမှာဆိုရင်အာနယူကခက်ခဲတယ်လို့နယူကွင်းမှာဆိုရင်ချက်စီကခက်ခဲတယ်ဆိုတော့ဒီဘက်နှစ်ပိုင်းမှာပိုဆိုးလာတာနယူကအင်အားပိုပိုတောက်ပိုတောက်လာရဲ့ဗျသိရမလားတကယ်ဟိုကိုကစားသမားတွေကိုလည်းကြည်လိုက် တကယ်ကွင်းလယ်မှာဆိုရင်လည်းတကယ်ဟိုရှင်နိုင်တဲ့အဲကစားသမားတွေရှိရဗျာတကယ်ဂူမာရေတို့ဟိုတူနာလီတို့ဒီကစားသမားတွေဆိုတာအာဝါကလက်တီအဆင့်တီမရောက်တော့မှကျွန်တော်တို့သူသူ့ level ကနိုင်တဲ့ level တော့မဟုတ်မဟုတ်ဘူးဗျာသိရမလားဟိုတကယ်ကောင်းတဲ့ဟိုဟိုဥရောပဟိုဥရောပမဟုတ်ကျွန်တော်တို့ဒီတောင်အမေရိကကစားသမားတွေပေါ့နော်ဆိုတော့ဟိုကောင်းကောင်းရှင်နိုင်တယ်ပြီးတော့ပူသူ့ဘက်ကပူတာတာဘာလဲဆိုတော့တိုက်စစ်ပဲကျွန်တော်အလက်ဇန်နာအင်းဆက်ကို တော်တော်ကြိုက်တယ်ပေါ့နော်ဒီသူတို့ Justin တို့နဲ့ဘာမှမဆိုင်ဘူးပြတည်ရမလားတကယ်ဟိုဒီ Premier League လို့ဟိုဘယ်လိုပြောမလဲဒီ physical strength ကိုပို့ပြီးတော့အာတာတဲ့အဲလိမာသူ့လိုခဏကိုခတ်တဲ့နဲ့သူကစားပြနေတာကဒီတော်တော်ဟိုမင်းတက်စရာကောင်းနေပြတည်မလားတက်စမှုသူတယောက်နည်းနည်းဟိုဘယ်လိုပြောမလဲရှင်းတင်ရှိတိုက်တဲ့ဒီခုနခုနကိုလိုင်းပြောတဲ့ position นี่ဒါမျိုး နေရာယူတာတွေတဲ့မလားဒီတိုက်စစ်မှာရွေလျားပြီးတော့ကစားတာတွေပြီးတော့သူ့ကိုကြိုက်တဲ့တချက်ကဘာလဲအဆုံးသက်ပေါ့နော်ဒီ insect ကိုဆိုရုံးကန်တော့ရုံးကန်အလိမ့်မယ်ကျွန်တော်အတင်းကအခုဘာဖြစ်လဲဆိုဒီစနေပိုင်းဆိုင်ရာရအမြင့်ဆုံးကိုရောက်နေတဲ့ခါတော့ဒါတို့မျောလင်းစရာရှိတယ်ပြီးတော့ကိုပါမဒီပုံမှန်ခြေကန်းဟိုရပြီလို့တော့မပြောချင်ပေမဲ့ဒီကျွန်တော်ဂိုးပြန်ရသွားတာကအဲ့သူ့ရဲ့ယုံကြည်မှုတစ်ခု ိုရပြီးတော့ကျွန်တော်တခုခုတော့လုတ်ပြလိမ့်မယ်လို့မျှော်လင့်တာပေါ့နော်ကျွန်တော်ကအဲ့ပွဲကိုဟိုအများကြီးတော့မမျှော်လုံကျွန်တော်ကနျူကာဆယ်ကွင်းမှာဆိုကျွန်တော်ချက်စီကွင်းမှာဆိုရင်တော့တိတ်ပြောစိတ်မပူနျူကာဆယ်ကိုနိုင်လိမ့်မယ်လို့ကျွန်တော်ခံမဲ့လိမ့်မယ်ဒီဒီကွင်းမှာတော့ကျွန်တော်ဟိုဟိုတည်ရီပေါ့နော်ကျွန်တော်တည်ရီလောက်ကိုတော့ဟိုမှန်မှန်ထားပါတယ်ဆိုအာအဘေအဘေအဘေလေးကျေးဇူးတင်ပါတယ်ခွေဆိုအဲ့လိုမျိုး နျူကာဆယ်ကိုတော့နိုင်လိမ့်မယ်လို့ကျွန်တော်ကမထင်ဘူးပေါ့နော်ဒါပေမဲ့သေကတော့ရှုံးလိမ့်မယ်လို့လည်းမထင်ဘူးကျွန်တော်သေပွဲလို့ကျွန်တော်ဟိုမြင်မြင်နေရပေါ့နော်အော်ကျွန်တော်အသိမယ်လို့တော့နောက်ပြီးတော့သေကြတယ်ဆိုရင်လည်းကျွန်တော်အသိကအာဒီချမ်ပီယံလိဝင်ခွင့်တွေပို့ပြီးတော့အားကောင်းသွားလိမ့်မယ်အားကောင်းသွားလိမ့်မယ်ဆိုတော့ဒီမန်ယူနိုက်တက်တို့ဟိုဆိုတာအများကြီးထက်တွေ့စရာမလိုဘူးညာသူသူကသူဒီဘက်အာယူဘာလိအိုင်ဆိုင်နေတဲ့ခါမှာဒီပရီးမီးယားလိကိုစိတ်ထက်ကိုရှိမှာမဟုတ်ဘူးမန်ယူနိုက်တက်ကဆိုတော့အာညူကာဆယ် ကကြောက်တော့ကြောက်ရလိမ့်မယ်အပွဲစဉ်ကကြည်တော့ကြည်ကောင်းလိမ့်မယ်ပြောလို့မဆိုဒီကိုသင်းကဘစ်တအရန်တဲပြီးတော့အရန်ကြီးဟိုချိန်မရှုပ်ဖို့ကလိုပါပေါ့နော်ချိန်မရှုပ်ဖို့ကလိုတယ်အဒီနောက်တန်းကိုလည်းကောင်းကောင်းတိဆောက်ဖို့လိုတယ်ပေါ့နော်နျူကဆယ်ကတံမြန်ကပြောလောက်အောင်ကိုကောင်းကောင်းတယ်ပြီးတော့ဒီ physical strength အာပို့ပြီးတော့ပြုတ်တယ်ပေါ့နော်အချက်စီကအဲ့လိုမျိုးအသင်းနေဆိုပို့ပြီးတော့ရင်ဆန်ရတာခက်ခဲတာမျိုးဒီ ဒီဘက်နှစ်မှာပေါ့နော်တွေးရတယ်ဆိုတော့အော်တေလောက်တော့ကျွန်တော်ဟိုမှန်းပါတယ်ကိုကြီးဟုတ်ညူကာစီကတော့တည့်ရတိုင်းပဲဒါချက်စီမှာမဟုတ်ပါဘူးညူကအမှန်တိုင်းပြောရင်သူတို့ကွင်းရောင်ရင်သူတို့ဒီပိန့်တက်အားနဲ့သူတို့ဒီ physical ရအရန် aggressive ဖြစ်တယ်ဗျာအဲကိုထဲလို့ချက်စီနဲ့ဒါကျွန်တော်အရန်မသိတာကျွန်တော် United နဲ့ကြာရင်ကျွန်တော်တို့ညူနဲ့တွေ့တိုင်းအခုနောက်ပိုင်းနေတည်ဆိုရင် physical ရအရန် bully လောက်ခံရတာအဲ့ဟာကအရန်ထိတာဆိုတော့ဒီနေ့ liverpool ကိုသူတို့ကန်သွားတဲ့ဒီ ဖိုင်နယ်ပွဲကိုကြည့်မယ်ဆိုရင်လည်းသူတို့ဖလားယူသွားတဲ့ပွဲကိုကြည့်မယ်ဆိုရင်လည်းသူတို့ရဲ့ဟိုသူတို့ရဲ့ဒီ physical aggressive ဖြစ်ပုံတွေကတော့တော်တော်ကြီးစတောင်းတဲ့အထက်မှာတော့ပါတယ်ပြီးတော့ခုနကပြောတဲ့ဒီ iset တို့ပါတော့အဆုံးသက်တည်ကြတဲ့ဒသမားတွေအကုန်လုံးလည်းရှိနေတဲ့အတွက်ဟို Chelsea ကလွယ်တော့မလွယ်ဘူးဒါပေမဲ့ Chelsea တခုမျောမှန်းလို့ရတာက Liverpool နဲ့ပွဲရလို့စော့မယ်ဆိုရင်တော့နည်းနည်းမျောမျောလင်းလို့ရတယ် Liverpool နဲ့ပွဲမှာဆိုရင်ဒါတော်တော်ကြီးကောင်းမွန်တဲ့ performance တခုကိုပြသွားတယ်လို့ပဲကျွန်တော်တော့မြင်တယ်အဓိကလေးကိုတဲ့ Liverpool နဲ့ပွဲမှာ Chelsea က အမှန်တိုင်းပြောရင် position ကြီးကိုအဲ့လိုအားမပေးဘဲနဲ့ညလာဒီသူတို့ဒီဒီဘောလုံးပြန်ရတဲ့အချိန်တိုင်းမှာဒါတိုင်းအတက်နဲ့သွားတာနော်ဒါတိုင်းအတက်နဲ့သွားတဲ့အချိန်မှာတော်တော်ကြီးတိုက်စစ်ကလည်းအလုံးဖြစ်တာကိုပြောဟိုဟိုအလုံးဖြစ်တယ်လို့ပြောလို့ရတယ်ဒီကိုပါမားလည်းဒီနောက်ကနေဖိတက်သွားမှာပဲနဲ့ဒါတိုင်းဘောလုံးတက်ခံရတဲ့အခါမှာ dynamic speed တော်တော်ကြီးရတယ်လို့ပြောလို့ရတယ်ဆိုတော့အဲ့လဘာဦးနဲ့ပွဲမှာဆိုရင်ဒါလဘာဦးကထားပါတော့ဒါတချို့နေရာမှာဆိုရင်ဒါသူအဓိကဖြစ်သူတို့ကွင်းထဲမှာအရင်နဲ့ပွဲထက်လာပြီမြဲ တို့ဒီဘွဲကိုမရှုံးရင်တို့တို့ဆော့သွားတဲ့ပုံစံအရာဆိုရင်ဒီဘွဲမှာတို့တို့ဖီလင်းမရှိတဲ့ပုံစံမျိုးတော့မဟုတ်ဘူးတို့လည်းဒီအလေးထားပြီးတော့ကန်တယ်အဲအကြောင်းတည်းအဲ့ဘွဲကတော်တော်ကြီးရသပေးရလို့ပဲကိုဘတော့မြင်တယ်ဆိုတော့ new အဲ့ဒီလဘောင်းတဲ့ဘွဲမှာအဲ့ကိုဘမပထမဆုံးဒီဖန်တီးပေးရမှာကိုဘမစီကနေစတော့မဟုတ်ကိုဘမစီကနေစမှာစတာလာပြီးဟာနေစရတော့အဲ့လုံးမှာဆိုရင်လေဒီကိုဘမကိုအဲ့ဗီဒီယိုနဲ့ line မှာပဲကျွန်တော်ဘာလို့ရှိနေသိချင်လဲဆိုတော့အဲ့အဲ့လုံးကိုခုထက်တခြားပြန်ကြည့်ကြည့် ဒီ angle ဘောင်းတော့ပြန်ကြည့်ကြည့်ပထမဆုံးဒီ lavia ပေါ်တော့ရတဲ့အချိန်မှာ तू ဒီ video အဲ့ဒီ pocket area ကနေပြီးတော့ wave back ကို trap ပဲအကြောင်းလှမ်းပြလိုက်တယ်ပြလို့ तू နှစ်လမ်းသုံးလမ်းလဲအဲ့ဘက်ကိုရွေ့သွားတယ်ရွေ့သွားတဲ့အချိန်မှာလဘာဘူးကွင်းလျာနေရောပြကျွန်တော်အဲ့လူငယ်တော့လူငယ်ပဲ तू အဲ့ကောင်ကတိကျုံးတင်တယ်ကတိကျုံးတင်တယ်ကတိကျုံးတော့မဟုတ်ဘူး chu quartz ပါတော့အဲ့အဲ့ကောင်လေး chu နဲ့ဆက် concept လားဟုတ်တယ်ဟုတ်တယ်အဲ့အဲ့ကောင်ကဒီကိုဘာမောက်ကိုလိုက်ကာကာတဲ့အချိန်မှာ သူဖွေးဘက်ကိုထွက်တဲ့အယောင်ပြပြီးတော့ဒီ inside ကိုအတွင်းပြန်ဝင်လာတဲ့အချိန်မှာလာဗျာပြန်ချိုးပြလိုက်တဲ့လုံအဲ့ကောင်ဘရောဘလို့မှမမီနိုင်တော့ဗျာမမီနိုင်လိုက်တဲ့အချိန်မှာကိုဘာမနေပြီးမှဒါနယ်လိုလားစားလိုက်စပြီးမှပဲဒါပိတ်သွားတယ်ဆိုတော့အဲ့ကိုဘာမရဲ့ ability ကအဲ့အဲ့ area အတွင်းမှာဆိုရင်ကျွန်တော်ပြောချင်တာ तू ဘိတ်ပြိုင်ပြိုင်ဘက်ကိုဘိတ်လောက်လာကြ all the ball မှာပြိုင်ဘက်ကိုဘိတ်လောက်တဲ့ပုံစံရော तू သူ့ဒီကိုဘောလုံးရောက်တဲ့တက်တိုင်းကတော်တော်ကြီးကြောက်ကြောက်ကောင်းလာဆိုတော့အဲ့အဲ့အကြောင်းလို့လေဒီကိုဘာမရဲ့တက်ကိုရှော့နေချင်တာဆိုတော့အဲ့မှာ Chelsea က ဒီဘေးဒက်ကဟိုပူဇရှင်ကိုအရန်ဦးစားပေးတဲ့အခါကျရင်ကိုဘာမကြီးကိုဘလုံးမရောက်မရောက်တော့ဟိုကောင်အားမရတော့ဆင်းပြီးတော့ယူယူရင်းနဲ့ချက်စီးရတိုင်းပတ်လာတကယ်ချက်စီးရဒီ quick transition ကတော်တော်ကြောက်ရတဲ့ထဲမှာပါလေကျွန်တော်တို့ဒီ2024ပြဒီပြီးခဲ့တဲ့ရာသီသူကထားပါတော့ပြီးခဲ့တဲ့2024ဒီဇင်ဘာထင်တယ်တေးကြရလာတော့ဒီဇင်ဘာလာပဲရက်ကတော့ကောင်းမမမီ23လ24လမဖြစ်ဘူးအဲ့လိုမျိုးဒီဒီ premier league ကနေထုတ်ပြန်တဲ့ဒီ quick transition နဲ့ဒီ transition play မှာ ဒီ data type play ပေါ့နော် data type play အကောင်းဆုံးသင်းတယ်မှာ chair တိကလုံးဝအပြတ်သက်ပဲသူ့နောက်မှာတသိမ်းမှောင်မရှိရတကယ်တကယ်တသိမ်းမှောင်မရှိရဒါပေမဲ့ဒီ position play မှာကျတော့ AI လို့ဒီဟိုဟာလို့ရှိပေမဲ့သူကအဲ့မှာဒီကိုနေရလို့ပဲဗျာကျွန်တော်ဒီ resman wine line ရဲ့ဟိုဟာပြတယ်လို့ပဲချက်နဲ့ပြတဲ့ခါမှာလေဒီ position ရဲ့ position အသားပေးပြီးတော့သွားတဲ့ဟာရဲ့ဒါလိုက် attack ကိုသွားတဲ့ဒီ quick transition အကောင်းဆုံးသင်းသွားတဲ့တိမ်မှာ Chelsea ကအဲ့ quick transition မှာဒါ2024ဒီဇင်ဘာထုတ်တာကိုကသူတို့ထိတ်ဆုံးမှာရှိနေတာကဆိုတော့ ဒီ chatty နောက်ပိုင်းရောကန်နေရတဲ့အကြောင်းအရာဘာကြောင့်ဆိုတာလဲဟိုတိမလို့ထင်တယ်ဒါပေမဲ့နီးပြတရားဆိုတော့တိရတိုင်းပဲသူ philosophy အရာတော့သူအာသန်တဲ့အရာကိုပဲတော့သွားမှာပဲကသမားတွေဘယ်လိုပဲအာသာအာသာဆိုတော့နီယူနဲ့ပွဲမှာလဲဖြစ်နိုင်ရင်တော့ကိုရီးယားတော့ကိုကအဲ့လိုပဲသွားစီခြင်းတယ်သွားစီခြင်းတယ်ဆိုတာတော်တော်ကြီးလဲအလုပ်ဖြစ်တယ်ဟိုကသမားတွေအကုန်လုံးကလည်းကတော့ပြောလို့စိတ်တပိုင်းရာလဲဟိုတော်တော်ကြီးကောင်းနေသူတို့လက်ဒီချန်ပီယံလိဝင်ခွင့်မရရင်တော့ဟိုအားလုံးပါဆိုတော့အခုကလေဘောင်နယူနဲ့ကအမှတ်တူတူပဲလို့ထင်တယ်နော်ဟုတ်တယ်အမှတ်တူတူပဲဂိုးကွာလဲအတူတူပဲကိုလိုင်းကကျွန်တော်တို့ ပထမကြောတော့နိုင်ထားပါဘောเนาะဒုတိယကြောဘယ်လိုလာမလဲတော့မသိသေးဘူးအဲ့လိုမျိုးဟိုဘယ်လိုဘယ်လိုပြောမလဲဒီလီဗာပူးနဲ့ပွဲကဘယ်လိုပြောမလဲအားတစ်ခုလိုပဲဗျာအားတစ်ခုလိုပဲလီဗာပူးကဟိုတော့သူဟိုဘယ်လိုလူစင်းနဲ့ပဲထွက်လာထွက်လာဘယ်လိုပဲကန်ကန်ဗျာကျွန်တော်တို့နိုင်လိုက်တာကဘယ်လိုနေနေအားတစ်ခုပဲဗျာအဲ့ဆိုဒါဒါဟိုပဲဒီလိုအဟုန်တစ်ခုအနေနဲ့ကျွန်တော်တို့တည်သွားပြီးနူးကာဆက်တဲ့ပွဲမှာဒီလိုပဲကောင်းမှစီပဲဆူတောင်းရမှာပေါ့နော်